စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်နေ့ကနေ21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်ခွင့်ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခနေနဲ့ထိတိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီကျပြောင်းခြင်းကြိုးပြခြင်းရှိမယ် လူမျိုးွဲအကျိုးပေးမယ်ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။စံငါးရည်နေမှာရန်နဲ့ရှင်ပြီးလောက်ရမယ် အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့ကအရာရာဆင်ပြေပဲကံကောင်းမဲ့တို့ရာပြည့်စုံမယ်16ရက်နေ့မှာလို့ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်17ရက်နေ့မှာရန်တိုက်ခံတဲ့ကြုံမယ်အထင်မှမှုတွေဖြေရှင်းရမယ်19ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတွေကြုံမယ်20ရက်နေ့ခရီးကံကောင်းမဲ့လူမျိုးကွဲကြိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ် နစတဲ့ဒီမှာငွေရေးချေးကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလာအတွင်းမှာအထူးသတိထားမယ့်ရက်၂ရက်ရှိပါတယ်ဘတော်ရဆညဖြစ်တတ်တဲ့ရက်၁၆ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကိုတည်သွားစေနေရရှိတတ်ပါတယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းဖြစ်ပါတယ် 21ရက်နေ့မှာတခါအနောက်ရက်ကိုတည်သွားစဉ်နဲ့ဖြစ်တတ်တဲ့နေ့တနိုင်ခွဲနဲ့ညနေ3နာရီတွင်ဖြစ်ပါတယ်အဲ့ဒီ21ရက်နေ့မှာထူခြားချက်နောက်တစ်ခုကဒနာသိတိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာလက်ဖွင့်ကပွင့်စီရပိုက်ဆံကြွေစေးတို့ကို30ကို plastic တဲ့ထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေတာရှိဒီကလာတပတ်တာအတွင်းတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ တနင်္လာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ရှိတဲ့ခတိကောင်တွေဖြစ်တတ်တဲ့နှစ်ခုကိုကနန်းနေ့ကျိုးပေးတဲ့အဖြူရောင်စိန်ရောင်မိခိုရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းပွင့်လေးတွေဖျားကတ်တူပြီးတော့လိုရာဆန္ဒပြုပါထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်